Hello အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်တင်ပြသွားမယ့် reading လေးကပေါပေါပပလေးပဲနားထောင်လို့ရပါတယ်ဘယ်လိုမျိုးပုံစံလေးပေါ့နော်ဒါ entertainment တစ်ခုအနေနဲ့အမကဒါကြည်ပေးသွားမှာလဲဆိုရင်အဲဒီ assign เนาะ assign ရှိမယ်เนาะ water sign နောက်ပြီး wire assign เนาะပြီး fire sign စသဖြင့်ဒီ sign လေးခုရဲ့ပေါ့နော် future spot ကိုရဲ့ဒီ sign လေးခုတဲမှာမှเนาะအခုပြောပြပေးမယ့် reading လေးက assign အခဆိုင်သမားလေးတွေရဲ့ future ပေါ့เนาะအနာဂတ်ခင်ပွန်းလောင်းအနာဂတ်အိမ်တောင်ဘက်သူကဘယ်လိုလူမျိုးဖြစ်မလဲဘယ်လိုမျိုး character တွေရှိမလဲဘယ်လို energy တွေရှိနေတယ်နောက်ပြီးတော့သူနဲ့ဘလို့တွေးဆောင်ကြမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပေါ့နော်အမကပြပြပေးသွားမှာဖြစ်တယ်ပေါ့ပေါ့ပပလေးပဲနားထောင်လို့ရပါတယ်အရင်ကြီး serious လည်းမထားပါနဲ့ entertainment တစ်ခုအနေနဲ့နားထောင်လို့ရပါတယ်နော်အဲ့တော့အခုက assign လေးတွေအတွက် reading လေးဖြစ်တယ်အဲ့တော့ဒီမှာက assign လေးတွေပေါ့နော် single ဖြစ်တဲ့သူလေးတွေလည်းနားထောင်လို့ရသလိုအခုလက်ရှိပေါ့နော် rs လေးတွေလည်းပဲနော် assign ပေါ့နော် assign ဖြစ်တဲ့ rs လေးရှိရင်လည်းပဲနားထောင်လို့ရပါတယ်ကိုယ့်ရဲ့ဒီတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ဒါဒီလို energy တွေရှိတယ်ဆိုရင်တော့အဲဒါဒါကိုယ်တစ်လုံးဝအနာကက်အင်တောင်ဖက်ခင်ဖုန်းလောင်းအဲ့လိုမျိုးတွေးလို့ရတယ်ပေါ့နော်အဲ့တော့ assign လေးတွေဖြစ်ကြတယ် Taurus Virgo Capricorn เนาะတကယ်လို့မသိဘူး းဆိုရင်အမကပြောပြပေးပါပါမယ်။ Taurus လေးတွေကတော့ April 20ကနေ May 20မွေးသူလေးတွေဖြိတ်သားရသည်ပေါ့ Taurus လို့နော် Taurus လေးတွေပေါ့နော်။ကိုယ့်ရဲ့မွေးနေ့မွေးရက်လေးတွေကိုတစ်ချက်လောက်ကြည်ကြည်နားထောင်ကြည့်ပေါ့နော်။ပါတယ်ဆိုရင်ဒါကိုက assign မယ်။ Virgo Virgo ဆိုတော့ကံရသည်ပေါ့ကတော့ August နော်ဒီ23ကနေ September 22 September 22ရမွေးဖွားသူလေးတွေက Virgo ကံရသည်ပေါ့လေးတွေဖြစ်ပြီးတော့ Capricorn လေးတွေကကြတော့မကရရသည်ပေါ့ပေါ့နော်။သူတို့ကကြတော့ဒီ December 22ကနေ January 19เนาะ16 January ထိဂျာမွေးတဲ့သူလေးတွေပေါ့เนาะဒီသူလေးတွေကဒီမွေးနေ့ဒိတ်လေးတွေမှာပါဝင်တဲ့သူလေးတွေကကိုယ့်ရဲ့ယာတီကွန်လေးတွေက X sign နဲ့မှာပါဝင်နေရဆိုတော့ဒါကကိုယ်က X sign လို့ပြောလို့ရပါတယ်။အဲ့ဒါမှမခုနကပြောရတဲ့ဒီပေါ့နော်လာနဲ့ရက်ဒီကြတဲ့ဒီကိုယ့်ရဲ့မွေးရက်တွေမွေးလတွေကိုကြည့်ပြီးတော့ကိုယ်က Taurus လား Virgo လား Capricorn လား တည်နိုင်ပါတယ်เนาะအဲ့တော့ဒီ x sign လေးတွေဖြစ်တယ်เนาะ single လေးတွေပဲဖြစ်ဖြစ် rs လေးတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ future spawn နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံလေးတွေရှိလဲဆိုတာကိုနားထောင်ကြည့်ရအောင်เนาะอืมအဲ့တော့အရင်ဆုံးအမကမြင်ရတာကတော့တစ်ဖက်သူကဒါ single လေးတွေအဲအတွက်ဖြစ်နေမယ်ပေါ့နော်တစ်ဖက်သူကလည်းအခုချိန်မှာ single energy လေးနဲ့ရှိနေတယ်လို့တော့အမကတော့ခံစားမိတယ်။ဒါကြတော့ single မဟုတ်ဘူး RS ဆိုရင်လည်းကွာသူကပြောမယ်ဆိုရင်တော့ အဲဘောဘလိုရမအတိတ်မှာနည်းနည်းပေါ့နော်ဒီနာကျင်ခဲ့ရတာတွေအဆင်မပြေခဲ့ရတာတွေရှီကောင်းရှိလိမ့်မယ်အဲ့ဒီသူရဲ့ energy မှာလीအဲ့လိုမျိုးကြတော့သူက ပေါ့နော်ဘယ်လိုပြောမလဲ sorry ဖုန်းလှုပ်သွားတယ်သူကပေါ့နော်ဒီအခုချိန်မှာပေါ့နော်သူအေးဆေးဆေးလေးပဲနေနေတဲ့အရန်ကြီးဟိုဘယ်လိုပြောမလဲအချစ်သက်ကိုလည်းမရှာမရှာသေးဘူးအဲနည်းနည်းအနာပေးထားတယ်ဆိုတဲ့ပုံစံလေးပေါ့ကွာသူနှလုံးသားလေးပဲအဲ့လိုပုံစံမျိုးလေးနဲ့သူကရှိနေတယ်အဲဒါက single လေးတွေပေါ့နော်အကယ်၍ဒီလူက RS ဖြစ်နေတယ်ဆိုရင်တော့လည်းပဲသူကကို ကိုက လွယ်ပြီးတော့တခြားဘာဘယ်လိုဘယ်လိုမှပေါ့နော်ဒီထပ်ပြီးတော့ဟိုအချစ်ကိုရှာတာမျိုး ော်တွေလည်းမရှိဘူးအခုအချိန်မှာကိုလက်ရှိရှိနေတဲ့ဒီအခြေရေးမှာပေါ့နော်သူကအေးစစေးလေးပဲအဆင်ပြေနေရဆိုတော့ပုံစံလေးမှာရှိနေတယ်အော်ပေါ့နော်သူကအခုအချိန်မှာနည်းနည်းလေးတော့ကွာ challenge တွေကြုံနေရတာမျိုးလေးကြီးလည်းရှိတယ်နော် အဲသူဘဝမှာဒါဘာပဲဖြစ်ဖြစ်ပေါ့ကွာဘဝတစ်ခုမှာတော့ challenge ဆိုတော့ကြုံကြရတာပဲလေလူတိုင်းကတော့ရုန်းကန်ကြရတာပဲအခက်အခဲတွေနှောက်ယှက်တွေတားဆီးတွေကလည်းရှိကြတာပဲကွာသိတယ်မလားเนาะသူကအဲ့ဒီဥစ္စာတွေကိုကြုံတွေ့နေရတာမျိုးလေးတွေရှိကောင်းရှိနိုင်နေဒါကအဲ single လေးတွေကြည့်ရဆိုရင်လည်းအဲ့လိုကိုယ့်ရဲ့ဒီ future spark ကအခုချိန်မှာအဲ့လိုမျိုးလေးတွေကြုံနေရတယ်ဘယ်လို RS လေးတွေကြည့်ရဆိုရင်လည်းကိုယ့်ရဲ့ပေါ့เนาะတစ်ဖက်လူကအခုချိန်မှာဒီလိုမျိုးလေးတွေကြုံတွေ့နေရတာတို့เนาะအဲ့လိုမျိုးရှိရဆိုရင် energy ကြိုက်လိုက်မယ် เนาะနောက်ပြီးတော့သူကอืมဘယ်လိုပြောရမလဲသူမှာရီမန်းချက်တွေရှိတယ်ကွာတစ်လာသူလှုပ်ချင်တဲ့အရာတွေကိုလည်းသူဖြစ်အောင်လုပ်နိုင်တယ်စ조사မယ်ကွာသူရှေ့ဆက်ပြီးတော့တွောင်းအောင်လုပ်မယ်ဆိုတဲ့မျိုးပြတ်သားတဲ့ energy တွေရှိတယ်เนาะဟိုဘယ်လိုပြောရမလဲဟို သူ့စီမှာရှိတဲ့ energy ကတခခုလှုပ်ဆောင်မယ်ဆိုရင်အခက်ခဲတွေရှိရင်တော့မသူကအဲ့ဒါတွေကိုထိုးဖောက်ပြီးတော့ပြက်ပြက်သားသားနဲ့ရေရဝံနဲ့လှုပ်ဆောင်မယ်ဆိုတဲ့ energy မျိုးမှာမြင်ရတယ်။အဲ့လိုလူမျိုးအဲ့လိုပုံစံမျိုး character ကတော့အမ energy ခံစားမိတဲ့ character ကတော့อืมဘယ်လိုပြောမလဲအရက်အမောင်းဆိုလဲအရန်ကြီးအမြင့်ကြီးတဲ့မှာမပါဘူးနည်းနည်းလေးတော့အရင်မြင်လောက်မယ်ဆိုတော့ character မျိုးမှခံစားမိတယ် အဲတတိငိမ့်ငိမ့်နဲ့ကွာတိရမဂျန်တမန်တိုက်ပုံစံမျိုးကိုခံစားမိတယ်ဟိုလိုမျိုးဟိုနည်းနည်းလေးအခုခေတ်လူငယ်လေးတွေလိုမျိုးတိရမလားဟိုဘယ်လိုပြောရမလဲအီစီကလီတွေပါလေဆိုလဲတိတ်ပြီးတော့ဗောနောက်လိုမျိုးတိတ်မလောက်တတ်ဘူးသူဘသူပါတိရမလားသူစီမင်းစီကံလေးရင်းနဲ့ သူ့ရဲ့တတ်မှတ်ချက်လေးနဲ့သူနေထိုင်တတ်တဲ့သူမျိုးပေါ့နော်အဲဘယ်လိုပြောစဉ်းစားတွေးခေါ်တတ်တဲ့သူမျိုးအဲရင်ဆိုင်မယ်ဆိုလဲဘာမဆိုရင်ဆိုင်ပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲစိတ်တက်တွေတအားကြနေတာပျော့ညံ့နေတာအဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်ပြောမယ်စိတ်တက်ခိုင်မာတဲ့သူမျိုးလို့တော့ခံစားမိတယ်အဲ့လို energy မျိုးကိုခံစားမိတယ်ပြီးတော့သူကစူးစမ်းရှာဖွေတတ်တဲ့စိတ်မျိုးလည်းရှိတယ် adventure လေးတွေစိတ်ဝင်စားတယ်အဲ့လိုပုံစံမျိုးလေးကိုလည်းခံစားမိတယ်เนาะ ဒါအခုမှ reading လေးကိုဒီကတ်လေးတွေကိုဖတ်နေရင်းနဲ့ခံစားမိတဲ့ energy ပေါ့နော်အာအဲ့လိုပုံစံမျိုးလေးတွေခံစားရတယ်ပြီးတော့သူကဘလို့ပဲဖြစ်နေဖြစ်နေကွာဒီသူကလုံးဝကိုဘလို့ပြရမလဲအောင်မြင်အောင်ကိုထိုးဖောက်နိုင်တဲ့သူမျိုးဖြစ်တယ်တည်မလားဟိုတခုခု ရုံးကန်ရတယ်သူ့ကိုတိုက်ခိုက်ပြီးများရယ်ဆိုရင်တော့မသူကအဲ့ဒါတွေကိုလုံးဝတိုက်ချုပ်ပြီးတော့သူကအောင်မြင်မဲ့လူမျိုးအဲ့လိုစိတ်ဓာတ်မျိုးရှိတယ်ရင်းချက်တဲ့သူမျိုးဖြစ်လိမ့်မယ် အာအသက်အရွယ်အားဖြင့်ဆိုရင်တော့ခံစားမိရဲ့ energy ရဆိုရင်တော့ကိုယ်ထက်နည်းနည်းကြီးတဲ့သူထဲမှာပါလိုက်မယ် assign လေးတွေเนาะတကယ်လို့ငယ်တယ်ဆိုရင်တော့မှလည်းသူကရင့်ကျက်တဲ့တိုက်မျိုးဖြစ်တယ်အဲ့လိုပုံစံမျိုးလေးเนาะအသားအရွယ်အားဖြင့်ကတော့အမခံစားမိတဲ့လောက်ကတော့อืมဘယ်လိုဘယ်လိုခံစားမိလဲဆိုရင်နည်းနည်းกว่าဟိုဘယ်လိုပြောရမလဲအဖြူကြီးတော့မဟုတ်ဘူးဟိုအသားလက်တယ် အသားလက်တဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးကိုခံစားမိတယ်နော်အတချို့လေးကျတော့နည်းနည်းလေးညိုတန်းတယ်အညိုဆိုပေမဲ့သူကလုံးဝဟိုလိုမျိုးကြီးကအသားအသားရေမဲတဲ့သူမဟုတ်ဘူးတိလားအာကြည်ကောင်းတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးလေးကိုမြင်ရရပေါ့နော်ဒီညနေပုံညနေကြာကတော့ခံစားမိတဲ့လောက်ကတော့ အယန်းကိုဝါတဲ့မှာမင်းသားလေးလိုချောနေတာမျိုးမဟုတ်သူ့ရဲ့ type ကိုကကြီးလိုက်တာနဲ့ဟောကွာ daddy type အဲအဲ့လိုပုံစံမျိုး daddy type daddy type เนาะလုံးဝဟောတင်ငိနေဆိုတဲ့ပုံစံမျိုးလို့တချို့ဆိုညမှန်လေးတောင်ပါရင်ပါအောင်မယ်ကွာတကယ်လို့ညမှန်မပါဘူးဆိုရင်လည်းလုံးဝဟောတင်ငိနေတိုင်မျိုး daddy type မျိုးအဲ့လိုအဲ့လိုမျက်နှာပေါက်မျိုးပါသလားအဲ့လိုလို smart ကြတဲ့မျက်နှာပေါက်မျိုးအဲ့လိုပုံစံမျိုးကိုခံစားရရတယ်เนาะ အဲ့ဘာကြီးအဆိုင်လေးတွေရဲ့ structure sport ကတော့တကယ်ကိုတဲ့အရန်ကိုမိမိုက်နေမှာပဲเนาะ gentleman style နဲ့ကွာအမ်ပြောမယ်ဆိုတော့ကိုကို energy တွေရတယ်เนาะဟုတ်ပြီဟုတ်ပြီဒါကအမခံစားမိတာလေးတွေကိုဒါပြောပြတာပါဒါကြောင့်မလို့ဒီ reading လေးကိုပေါပေါပပါလေးပဲနားထောင်ပါလို့ပြောတာเนาะအဲ့တော့သူနဲ့ကဘလို့တွေ့နိုင်မလဲဆိုရင်တော့อืม friendship တဲ့เนาะ friendship ဆိုတာပြောမယ်ဆိုရင်တော့ကွာ Facebook ဒါများသောအပြင်မှာတို့ဒီမှာတုံးနေကြတဲ့ဆိုရင် Facebook တို့ TikTok တို့เนาะနောက်ပြီးွားရင်ဗာရရှိမယ် Instagram เนาะပြီးရင် Telegram အဲ့လိုမျိုး social media တွေကနေတစ်ဆင့်လည်းပဲတွေ့နိုင်တယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးနဲ့တွေ့နိုင်တယ်อืมအဲ့လိုပုံစံကနေ friendship ကနေစတင်တာမျိုးလေးကြီးလည်းဖြစ်တတ်တယ်ဗောနော်တချို့လေးတွေကြတော့အဲ့လိုအခြေအနေလေးကနေစတင်နေကြတဲ့သူလေးကြီးလည်းပါကောင်းပါနိုင်တယ်เนาะ နောက်ပြီးတော့ဒီမှာ travel တဲ့เนาะခီးသွားရင်းနဲ့လည်းတွေ့တာမျိုးလေးဖြစ်တယ်တဲ့ချိုးလေးတွေကအဲမျိုးတနည်းနဲ့တနည်းမျိုးခီးသွားလာကြတဲ့အခါကျရင်အဲ့လိုမျိုးကနေပြီးတော့မှသူနဲ့တွေ့တာမျိုးလေးလည်းဖြစ်နိုင်တယ်လို့တချို့လေးကြတော့ဘယ်လိုမျိုးလေးတွေ့နိုင်လဲဆိုတော့ဒီမှာနိုင်ငံရဲ့ချားတွေမှာ တွတ်တွေ့ရလဲရှင်ဒီနိုင်ငံမှာမတွေ့ကြဘဲနဲ့ကိုယ့်ရဲ့ future spot ကိုနိုင်ငံခြားရောက်မှပဲနိုင်ငံခြားမှာပေါ့နော်ကိုယ်သွားတဲ့နိုင်ငံဥမာကစင်ကာပူသွားတယ်ပဲထောက်ကိုယ်ကလည်းစင်ကာပူသွားတယ်အလုံးလုံးတယ်သူကလည်းစင်ကာပူမှာသွားစင်ကာပူရောက်နေတယ်အလုံးလုံးနေကြတယ်အဲ့လိုရင်းနဲ့တွေ့တာမျိုးလည်းဖြစ်နိုင်တယ်တချို့ကျတော့ကြောင်းတက်ရင်းနဲ့တွေ့တာမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့ energy ရခံစားမိတာတော့ကြောင်းတက်ရင်းနဲ့တွေ့တာမျိုးတော့တိတ်တော့မခံစားမိဘူးဒီလိုမျိုးအလုံးကိုင်လုံးလုံးရင်းကိုင်ရင်းနဲ့ပေါ့နော်အလုံးအလုံးခွင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီအဲလုံးခွင်မတူးစင်အောင်မှာပေါ့နော်ဒီနိုင်ငံ ံကိုလာတဲ့အခါဒီဒီအဲ့လိုမျိုးပေါ့နော်အဲနိုင်ငံရချားမှာသူနဲ့တွေ့တာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေလည်းပဲဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးလေးတွေ့မလဲဆိုတာကဒါ general energy ဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ကတော့ပုံစံတူချင်မှတူမယ်နော်ဒါပေမဲ့ဒီလိုပုံစံမျိုးလေးတွေနဲ့တွေ့နိုင်တယ်လို့ပြောချင်အဓိကတော့ ဒီ friendship လို energy တဲ့လိုမျိုး travel energy မှာပို့ပြီးတော့ရတယ်ပေါ့เนาะခီးသွားလာရင်းနေပဲဖြစ်ဖြစ်တနေရတနေရသွားရင်းပဲဖြစ်ဖြစ်ခုနကပြောလို့နိုင်ငံရဲ့ခြားမှာတွေ့ဆုံတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေတွေ့နိုင်ရခြင်းလေးတွေပို့ပြီးတော့ရှိပါတယ်เนาะအဲ့တော့ဒါလေးကတော့ x sign လေးတွေပေါ့เนาะခုနကပြောတဲ့ Taurus Virgo Capricorn လေးတွေရဲ့အဲ future spouse เนาะသူတို့ရဲ့အနာဂတ်เนาะပူဇာရှင်ရဲ့ အန်ဂျီလေးတွေပုံစံလေးတိုက်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကတော့ပေါပေါပပါလေးပဲနားထောင်ပေးပါဒါ general energy ဖြစ်တဲ့အတွက်ကြောင့်တချို့လေးတွေကြတော့လေဒီလိုလူမျိုးတွေတွေးနေပြီးเนาะအဲ့လိုတွေးနေတဲ့သူလေးတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့လို energy မျိုးကိုလည်းခံစားရတယ်ဘာလို့ဆိုတော့စိတ်ထဲမှာပျော်နေလို့တိလားဟိုပြောရင်ပြောရင်းနဲ့ကွာတိရမလားအရင်က active တွေဖြစ်လာတယ်ဟို ပြောလာတယ်ကွာဒီလိုမျိုးကငါတွေ့နေပြီဟုတ်တယ်ငါတွေ့တဲ့ကိုကကဒီလိုပါလားအဲအဲ့လိုမျိုးလေးတွေနားထောင်ရင်းနဲ့ပြုံးမိသွားတဲ့သူလေးတွေလည်းပါကောင်းပါနိုင်တယ်เนาะအမကတော့အဲ့လို energy တခံစားရတယ် aggregate single လေးတွေဆိုလည်းအာမငယ်ပါနဲ့ဒီလိုလူမျိုးတွေ့လာနိုင်တယ်เนาะမတွေ့သေးဘူးဆိုရင်လည်းဒီလိုလူမျိုးတွေ့လာရမယ်ဆိုပြီးတော့ဒီ energy လေးကို strongly claim သွားပါတွေ့ကိုတွေ့လာရလိမ့်မယ်ဟုတ်ပြီလားဟုတ်ပါပြီ အဲ့တော့အခုကဒါလေးကတော့ assign လေးရဲ့ reading လေးဖြစ်ပါတယ်နောက်ခါတွေမှာတော့ channel ဒီ3အ assign water sign เนาะ fire sign လေးတွေအတွက် reading လေးတွေကိုလည်းထပ်ပြီးတော့တင်ပြပါပါမယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက် video လေးတွေမှာလည်းအားပေးပါဦးเนาะ bye bye see you